မင်္ဂလာပါသားတို့သမီးတို့ရေတီချဲကတော့သားတို့သမီးတို့ကို great for လူမှုရေးသင်ကြားပေးမယ်တီချဲ agree ပဲဖြစ်ပါရဲ့ကွယ်အခုတီချဲသင်ကြားပေးမယ်သင်ခန်းစာလေးကတော့အခန်း၄ဗကံခေသင်ခန်းစာခွဲ၄.၄ဗကံနိုင်ငံတော်နောက်ဆုံးချိန်နေဘလို့ဖြစ်သွားသလဲဆိုရဲ့သင်ခန်းစာလေးပဲဖြစ်ပါရဲ့ကွယ် အခုဒီချေကပုဂံနိုင်ငံတော်အကြောင်းကို ပြောပြပေးမယ်နော်ပုဂံနိုင်ငံတော်ကိုညောင်ဦးဒေတာမှစတင်တည်ထောင်ခဲ့တယ်နိုင်ငံတော်ကာကွယ်ရေးအုပ်ချုပ်ရေးများကိုလည်းစနစ်တကျဆောင်ရွက်ခဲ့တယ်နိုင်ငံတော်တိုးတက်ဖွံ့ဖြိုးဖို့နဲ့အေးချမ်းသာရစေဖို့အတွက် စီးပွားရေးတိုင်းပြည်စည်းလုံးညီညွတ်ရေးလုပ်ငန်းတွေကိုလည်းဆောင်ရွက်ခဲ့ကြပါတယ်ပုဂံနိုင်ငံတော်မှာထွန်းကားလာတဲ့ရင်ကျေးမှုအဆင့်တန်းတွေဟာ ပို့ပို့ပြီးမြင့်မလာခဲ့ပါရဲ့ကွယ်မင်းဆက်ဆက်ထင်းနှက်ဆက်ခံခဲ့ပြီးတော့နောက်ဆုံးမှာတော့အင်အားကျဆင်းသွားပါတယ်ဗကန်နိုင်ငံတော်မှာအလောင်းစီသူမင်းနောက်ပိုင်းအုတ်ချုပ်ခဲ့တဲ့မင်းတွေရဲ့အရေးချင်းတွေညံ့ပြမှုကြောင့်ဩဇာအာဏာတွေတဖြည်းဖြည်းကျဆင်းခဲ့ရဲ့ကွယ်ရှမ်းညီနောင်၃ဖြစ်တဲ့အသင်္ခရာရာဇာတကြံနဲ့တိဟတ်သူတို့ဟာ ပကံနဲ့ပြိုင်မြို့ပြနိုင်ငံတွေကိုတည်ထောင်လာကြတယ်။ဗဟိုအုပ်ချုပ်ရေးအာဏာကျဆင်းလာခြင်းအောက်မြန်မာပြည်မှာမွန်တို့အေအားကောင်းလာခြင်းတို့ကြောင့်ပကံရဲ့ဩဇာအာဏာက အပီးတိုင်းကျဆင်းသွားတယ်ကွ။ကဲအခုစာမျက်နှာ54ကစာပိုက်လေးကိုကြည့်ကြရအောင်နော်။အနောယထာမင်းနဲ့ကျန်စစ်သားမင်းတို့ ထူထောင်ခဲ့တယ်။ပကံနိုင်ငံတော်ဟာပကံခေနောက်ပိုင်းမှာပဲ တိုင်းပြည်အုပ်ချုပ်တဲ့မင်းတို့ရဲ့အုပ်ချုပ်ရေးအရေးအချင်းညံ့ဖြစ်မှုကြောင့်ပုံကန်ထားကြွမှုတွေပေါ်ပေါက်ခဲ့တယ်ကွပြည်ပကနေမွန်ဂိုရီရဲ့ကျူးကျော်မှုတွေကို ခံခဲ့ရတယ်ကွပြည်တွင်းမငြိမ်မသက်မှုတွေနဲ့အတူစီးပွားရေးလည်းကျဆင်းရတယ်ရှမ်းညီနောင်၃ဦးကလည်းပုဂံနဲ့အပိုင်းမြို့ပြနိုင်ငံတွေကိုတီထောင်ခဲ့ကြတယ်ဒါအကြောင့်ပုဂံနိုင်ငံတော်ကြီးဟာ စီလုံးမှုပြိုကွဲပြီးတဖြည်းဖြည်းအင်အားကျဆင်းသွားခဲ့ရပါတယ်ကိုယ်အခုသင်ခန်းစာလေးကိုဒီချေကဒီမာရင်ခဏရပ်ပါမယ်နောက်စာသင်ချိန်မှာပြန်တွေ့ကြရအောင်เนาะ